မြင်လာပါဒီတစ်ပတ်ဖြုတ်ပြေးခန္ဓာတွေကဂျန်နာစီစဉ်မှာတော့ အဆိုတော်ဟဲလေးတီဆိုတဲ့စမူစာဆိုတဲ့တခြင်းလေးကိုဂျန်နာရှူတော့ကနေပြီးတော့မှဆွေးနွေးသွားပေးမှာဖြစ်ပါတယ်။ဒီတခြင်းကိုကြည့်မယ်ဆိုရင်မြူးမြူးကြွကြွနဲ့နားထောင်လို့ကောင်းတယ်လို့ထင်ရပေမဲ့လည်းသူ့ရဲ့စာသားတွေတေးတယုတ်ဖော်တွေကိုတေချာအယုံစိုက်ကြည့်မယ်ဆိုရင်တော့ဒီအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုလိန်အသားပေးလိန်အသုံးချတဲ့အရာဝတ္ထုတစ်ခုလိုမျိုးဒီစမူစာနဲ့တင်စားပြီးတော့မှခိုင်းနှိုင်းပုံဖော်ထားတာကိုတွေ့ရပါလိမ့်မယ်။ Keep it and <laughs> hit နကနားဆင်နိုင်ရတဲ့ဒီတချင်းစာသားတွေရာဆိုလို့ရှိရင်အမျိုးသမီးတွေပေါ်ကိုကာအင်ဒရီပြက်ပြားစေတဲ့အတုံးနှုံးတွေဖြစ်တယ်ပေါ့နော်ဆိုတော့တေးတယုတ်ဖို့ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလူတယောက်ရဲ့ဒီအရေးချင်းတွေအရေးသွေးတွေကိုဘေးဖယ်လစ်လူရှုထားပြီးတော့မှအမျိုးသမီးတွေကိုလိမ့်ဖြောပြေးခံအဖြစ်နဲ့သွတ်သွင်းတဲ့အမြင်တွေကာအင်ဒရီပြက်ပြားစေတဲ့အပြုတ်မှုတွေကိုပေါ်ပေါ်ထင်ထင်အားပေးရာရောက်နေပါတယ် ီလိုမျိုးတင်ဆက်မှုတွေကြောင့်မို့လို့ကျမတို့တကယ်လက်တွေ့လူမှုဘဝမှာပေါ့နော်လိမ်မိုင်းဆိုင်ရာအကြံဖတ်မှုတွေလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေကိုဓာတ်ရိုက်ပဲဖြစ်ဖြစ်တွေ့ဝိုက်ပြီးတော့ပဲဖြစ်ဖြစ်ဒီအပိအမြောက်လုံနေတာတွေကဒီမလုံးကြုံတဲ့လူမှုတိုင်းဝိုင်းတစ်ခုကိုတွန်းပို့ရရောက်နေပါတယ် မြန်မာပြည်မှာကအမျိုးသမီးတယောက်လမ်းလျှောက်သွားပြီဆိုလို့ရှင်ဒီလိုမျိုးသချင်းတွေကိုဖွင့်ပြတာတို့ဆိုပြတာတို့ကအမျိုးသမီးတိုင်းကြုံနေရတဲ့ဒလိတစ်ခုလိုမျိုးတော့ဖြစ်နေပြီပေါ့နော်ဒါတွေကအမျိုးသမီးတွေကိုလိန်မိုင်းဆိုင်ရာထိပါနှောက်ရက်တဲ့အပြုတ်မှုဆိုတဲ့ဟာကိုမတွေးမိတော့ဘဲနဲ့နေ့တိုင်းထမင်းစားရေတောက်လိုမျိုးနေ့စဉ်ချိုးဖောက်နေတာတွေကဒီလိုမျိုးသချင်းတွေရဲ့ဆိုးကျိုးတက်ရောက်မှုကဘလောက်ထိကြီးမားနေတယ်ဆိုတဲ့ဟာကိုသက်သေပြနေတာပဲဖြစ်ပါလား တချင်းစာသားထဲမှာဆိုလို့ရှိရင်ပတ်စံရှိရင် main ကလေးတွေကိုကြိုက်တယ်လို့ဝယ်ယူလို့ရတယ်ခေါ်သုံးလို့ရတယ်ဆိုတော့ဒီရုပ်ဝတ္ထုပစ္စည်းလိုမျိုးပေါ့နော်ရောင်းနှန်းတင်တဲ့ရှုထောက်ကိုလည်းပဲထည့်သွင်းရေးဖွဲထားတာကိုတွေ့နိုင်တယ်ဒါကဒီငွေရှိတယ်ဆိုရင်ဘာမဆိုလုတ်ပိုင်ခွင့်ရှိတယ်ဆိုတော့အာဏာတက်ရောက်မှုကိုပြတာဖြစ်တယ်လို့မျိုးတစ်ဖက်မှာကြတော့လေဒီကိုယ်ဆန္ဒမပါပေမဲ့လည်းငွေကြေးကြောင့်မို့လို့ပေါ့နော်ပတ်စံကြောင့်ငင်းဆန်နိုင်တဲ့စွမ်းအားမရှိတော့တဲ့အနေအထားတွေဖြစ်လာစေနိုင်ပါတယ်ဒါ ွေကဒီအမျိုးသမီးတွေပေါ်ကိုလိမ်မှုရေးရာအရာရောလူမှုရေးအရာရောထက်ဆင့်ဖိနှိပ်တဲ့အနေအထားမျိုးတွေဖြစ်စေနိုင်ပါတယ် အနုပညာနဲ့မီဒီယာဆိုတာကဒီလူတွေရဲ့နေတူကအပြုမှုတွေအတွေးခေါ်တွေပေါ်မှာအများကြီးလွှမ်းမိုးမှုရှိရယ်။ဒါကြောင့်မို့လို့အနုပညာဖန်တီးမှုဆိုတာကလည်းပဲလူမှုတိုင်းဝိုင်းကိုအကျိုးပြုဖို့ကောင်းမွန်တဲ့ဒီတက်ရောက်မှုတွေဖြစ်ဖို့ကိုရည်ရွယ်ပြီးတော့မှဖန်တီးတာမျိုးပဲဖြစ်တဲ့။ကျမတို့ကဒီလူဖွဲ့စည်းအသစ်တစ်ခုကိုအတွေးအသစ်အမြင်အသစ်တွေနဲ့အခြေခံပြီးတော့မှဖွဲ့စည်းရမယ်ဒီလိုကာလမျိုးမှာပေါ့နော်။ဂျန်နာမညီမျှမှုတွေဂျန်နာခွဲခြားဆက်ဆံမှုတွေအကြမ်းဖက်မှုတွေပြီး င်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေ ဖြစ်စေတဲ့ဒီဖြောပြေးရေးအစီအစဉ်တွေကိုသတိမူမိအောင်လို့ကျမတို့ရဲ့ဒီဖြောပြေးရေးကဏ္ဍတွေကဂျန်နာစီစဉ်ကနေပြီးတော့မှအခုလိုမျိုးတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။ရှေ့ပတ်မှာလည်းပဲဘလိုမျိုးဂျန်နာရှူတော့ကနေဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတာကိုဆက်လက်ပြီးတော့မှစောင့်မျှော်ပေးကြပါဦးရှင်။